ရဇက်မချမီဘုံမြောက်ဖွယ်အနုမောဒနာတရားနည်းနည်းဟောကြားပေးမယ်အနုမောဒနာတရားရဲ့ခေါင်းစဉ်ကိုသံဒလက်ကင်ထားခရီးသွာဆိုတဲ့ဒီခေါင်းစဉ်လေးနဲ့တူတူချင်းချင်းဟောပြပေးမှာဖြစ်ပါတယ်ယနေ့ဥပဒေရေးရာဝန်ကြီးဌာနဝန်ထမ်းမိသားစုများနိုင်ငံတော်ပြည်ယတိသာသနာတက္ကသိုလ်သို့လာရောက်ပြီး ကုသိုလ်ပြုတယ်ဆိုတာကုသိုလ်ကိုလူချင်တဲ့ဆန္ဒကိုနှလုံးသားထဲမှာခံခံမြဲမြဲထားပြီးမှ လာရောက်လှူဒန်းနိုင်ကြတာဖြစ်ပါတယ်ဆန္ဒဆိုတဲ့စကားလုံးကမြန်မာစကားလုံးတော့မဟုတ်ဘူးပါဠိစကားလုံးဒါပေမဲ့လို့မြန်မာနိုင်ငံမှာအသုံးများတဲ့အခါကျတော့မြန်မာမှုမြန်မာစကားလို့ဖြစ်သွားတယ် မြန်မာမှုပြုပြီးမြန်မာစကားပါဠိဆိုတဲ့ဆန္ဒကိုမြန်မာမှုပြုပြီးမြန်မာစကားလို့ဖြစ်သွားအတိပ္ပေကတော့လူချင်းတဲ့ဖြစ်ချင်းတဲ့ရချင်းတဲ့အဲ့ဒီလူချင်းဖြစ်ချင်းရချင်းတဲ့အရာအားလုံးကိုဆန္ဒဒီလိုအကြံပြင်းပဲဒါနားလည်ထားမှာဖြစ်ပါတယ်အသေးအတိအကျပြန်ဆိုဖို့ခက်ခဲတဲ့သူကဆန္ဒလူချင်းတဲ့ဖြစ်ချင်းတဲ့ရချင်းတဲ့အင်္ဂလိပ်လို design ရတို့ wish လို့လို့ပြန်တယ် ဘလူဝဲပြန်ပြန်ဆန္ဒရဲ့အတိပ္ပယ်ကိုတော့အာလိုပြပြစုံစုံချုပ်မိငုံမိအောင်မပြောင်းနိုင်ဘူးဒါကြောင့်မို့ပါဠိစကားလို့ဆန္ဒကိုဆန္ဒလည်းပဲထားပြီးသုံးရင်ပို့ပြီးတော့ပြည့်စုံပါလေဘုန်းကြီးတို့တတွေ့တန်တရာခကြီးသွားတယ်ဆိုတာကဘာကိုအဖို့ပြုပြီးဘာကိုလက်ဆုပ်လက်ကန်ထားပြီးတန်တရာခကြီးသွားကြတယ်လဲဆိုရင်ဆန္ဒကိုအဖို့ပြုပြီးဆန္ဒကိုလက်ကန်ထားပြီး တန်တရားခยีသွားကြတာဖြစ်ပါတယ်ဖရာအလောင်းကူပဲကြည့်ပါတော့ဆန္ဒဆိုတာကခုနဟိုလူချင်းတော့လူချင်းတဲ့သဘောပဲဒါပေမဲ့လောဘနဲ့မတူဘူးလောဘလည်းလူချင်းတယ်ဆန္ဒလည်းလူချင်းတယ်ဆန္ဒကပို့ပြီးအရာကျက်တယ်ပို့ပြီးတော့ထိရောက်မှုရှိတယ်လောဘကမကောင်းတာကိုပဲလူချင်းတယ်လောဘကအဲ့ဒါလောဘသဘောဆန္ဒကသူက အကောင်ရောအဆိုးရောနှစ်မျိုးစလုံးလူချင်းတယ်အဲ့ဒါဆန္ဒရဲ့သဘောဒါကြောင့်မို့ယနေ့အလှူရှင်များကုသိုလ်ကောင်းမှုပြုတယ်ဆိုတာအကောင်ကိုလူချင်းလို့ဒါဆန္ဒအကောင်ကိုအဖို့ပြုပြီးကုသိုလ်ကောင်းမှုပြုနေခြင်းဖြစ်ပါတယ်စာပေထဲမှာတော့ကုသလိဆန္ဒအကုသလိဆန္ဒကုသိုလ်နဲ့တွဲနေတဲ့ဆန္ဒအကုသိုလ်နဲ့တွဲနေတဲ့ဆန္ဒဒီလိုနှစ်ခုရှိတယ် ကောင်းကောင်းဆိုးဆိုးလူချင်းတဲ့အရာမှန်သမျှကိုစန္ဒလို့ခေါ်ရတာဖြစ်တဲ့အတွက်ကြောင့်ကုသလူချင်းလည်းပဲစန္ဒပါတာပဲမကောင်းတာလူချင်းတယ်လည်းစန္ဒပါတာပဲဖရာအလောင်းတို့ပါရမီဖြစ်တဲ့အချိန်တုန်းကဘာကြောင့်သူကဖရာဖြစ်ရတာလဲဆိုရင်သဗ္ဗညုဖရာရှင်ဖူတွေ့ပြီးတဲ့အခါမှာအဲ့ဒီဖရာရှင်လူ ဖျားဖြစ်ကျင်တဲ့ဆန္ဒရှိလာလို့အဲ့ဒီဆန္ဒကိုအဖို့ပြုပြီးလှုပ်သိမ့်လှုပ်ထိုက်တဲ့ပါရမီအလုတ်တွေကိုသူလှုပ်ဆောင်ခဲ့တယ်အဲ့ဒါလိုလှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်ပဲနောက်ဆုံးဟောဖျားဖြစ်သွားတယ်အဲ့ဒီဖျားမဖြစ်မှကြာကာလမှာသူကဖျားဖြစ်ကျင်တဲ့ဆန္ဒကုသိုလ်ရကျင်တဲ့ဆန္ဒတော့ဆန္ဒမှာဘာကြောင့်ဆန္ဒကလောဘတဲ့သာတယ်လို့ပြောရတယ်အဓိပတိဆိုရဲ့ လုံလုံကဲကဲဖြစ်နိုင်တဲ့တရားတွေတည်းမှာလေးပါးတည်းမှာလောဘမပါဘူးဆန္ဒတော့ပါဆန္ဒဒီပတိဆိုတာအလုံးသိကြတယ်ဖြစ်ခြင်းနဲ့ဆန္ဒအာကြီးတယ်ဖြစ်ခြင်းနဲ့ဆန္ဒလုံကဲတယ်အဖေရအလောင်းကဖရားကိုဖြစ်ခြင်းနဲ့ဆန္ဒလုံလုံကဲအာကြီးတဲ့အတွက်ကြောင့်ဘာပဲလုံရလုံရကုသိုလ်နဲ့ပတ်သက်လာရင်ဘာမှဝမလေးဘူးသူအကုန်လုံးလှုပ်ရဲတယ်ဝေဒန်တရားဘောဘောကိုပဲရှိတယ် ူပန်ဆိုင်တဲ့နန်းတော်တွေဆင်ပြူတော်တွေသားတွေသမီးတွေဇနီးမယားတွေအကောလုံးစွန့်ပြစ်နိုင်တယ်ဘာကြောင့်လဲဟောဖျားဖြစ်ခြင်းနဲ့ဆန္ဒအဲဖျားဖြစ်ခြင်းနဲ့ဆန္ဒလွန်ကဲအားကြီးတဲ့အတွက်ကြောင့်တခုခုကိုပန်ဆိုင်တဲ့ပြည့်စုံတခုခုစွန့်လွှတ်ဖို့ဘာမှမလိုဘူးဖျားဖြစ်ရင်ပြီးရောအကောလုံးလှုပ်ရဲတယ်သူက 讲的讲的肉薄，讲的肉肉嘛那边皮也皮的呗，么讲的肉做肉泥皮也么皮不，那咱们讲的肉骨肉肉薄，骨子里长的，讲到肉满眼，讲肉眼的，再过上双眼的，阿罗地来哒，咩肉来偷溜的，偷溜眼的哦，有咩办法？你抱那口茶杯，就够肉输来的。 哎，路了树叶的，阿拉桑达的，不要说今年桑达，阿吉呢，它就那落叶的，啊 <music>，公的桑达，大公都桑达，哎，没公的桑达，我今年说那边，没公的桑达，过，阿人那边落叶的多，啊，我今年尼玛那个嘛批你的，批别个吉了，这就办法没好过。 ငွေလေးနှစ်သိန်းသုံးသိန်းလူချင်တာလည်းပဲဟောလူတယောက်အသက်ကိုတပြားမှတန်ဖိုးမထားတော့ပဲနဲ့လက်ရဲစဲရဲသတ်ဖြတ်လာတဲ့အထိဖြစ်လာအဲ့ဒါဘာကြောင့်လဲဆန္ဒအဲ့ဒီဆန္ဒကဘာဆန္ဒလဲအကုသလိဆန္ဒမကောင်းသောဆန္ဒအမကောင်းသောဆန္ဒကိုမကမိမိနဲ့နှလုံးသားထဲမှာရှိနေတဲ့ဆန္ဒနှမျိုးတည်းကကောင်းသောဆန္ဒလည်းပဲဘာမစို့ ကောင်းတဲ့အလုပ်ကိုလုပ်ရဲတယ်မကောင်းတဲ့ဆန္ဒကလည်းပဲဘာမစို့မကောင်းတဲ့အလုပ်ကိုလုပ်ရဲတယ်ဒီတော့ဘုန်းကြီးတို့တွေတန်တရားခီးသွားတဲ့နေနေရာမှာဆန္ဒကိုအဖို့ပြုတ်ပြီးခီးသွားတာဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးတို့မျိုးမှန်းထားတဲ့ချမ်းသာဒုက္ခဆိုတဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်ခုနဆန္ဒနှစ်မျိုးတည်းကကောင်းသောဆန္ဒမကောင်းသောဆန္ဒ အဲ့နှစ်မျိုးတည်းကချမ်းသာဒုက္ခကိုရောက်အောင်ပို့ဆောင်ပေးနိုင်တာကကုသလဆန္ဒလို့ခေါ်တဲ့ကောင်းသောဆန္ဒဒီသာလင်ဆန္ဒဒုက္ခကိုရောက်အောင်ပို့ဆောင်ပေးနိုင်တယ်မကောင်းတဲ့အကုသလအကုသနဲ့တွဲနေတဲ့ဆန္ဒမကောင်းတဲ့ဆန္ဒကဒုက္ခကိုတော့သူမပေးနိုင်ဘူးသူကဒုက္ခကိုတော့သိချင်းသာပေးတယ် လုံကြည်မယုံမကောင်းသောဆန္ဒကိုအခြေခံပြီးမကောင်းတာကိုလုံကြည်ဟောအခြေတန်ရင်ဒုက္ခနဲ့ဘယ်လိုမှရှောင်လွှဲလို့မရဘူးတွေ့ကြုံရင်ဆိုင်ရမှာဖြစ်ပါဒါဓမ္မရဲ့သဘာဝပဲဒါကြောင့်မို့ဘုန်းကြီးတို့တန်တရားခရီးသွားတရားတဲ့ပုဂ္ဂိုလ်များအားလုံးမိမိတို့လူချင်းနဲ့အောင်မြင်မှုဆိုတဲ့ပန်းတိုင်ပေါ့ဒုက္ခဆိုတဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်ဖို့အတွက်တမ္မာဆန္ဒလို့ဆိုတဲ့ကောင်းသောဆန္ဒ ကိုလက်ကင်ထားအဲဒီကောင်းသောဆန္ဒကိုအသုံးချတဲ့အခါမှာလေဖယားလောင်းအသုံးချသလိုအဓိပတိလုံလုံကဲကဲစိတ်ထဲမှာစွဲမြဲရမယ်အလုတ်တခုလှုပ်တဲ့အခါမှာကောင်းတဲ့အလုတ်ပဲဖြစ်ဖြစ်ဆိုးတဲ့အလုတ်ပဲဖြစ်ဖြစ်ဒီအလုတ်ကိုပြီးအောင်လုပ်မယ်ဆိုတဲ့လူရှင်တဲ့ဆန္ဒအာကြည့်ရင်ပြီးတယ်သူကဟုတ်စာမသင်သင်စီးပွားရေးပဲလှုပ်လှုပ် လူချင်းတဲ့ဆန္ဒပြီးမြောက်ခြင်းတဲ့ဆန္ဒဖြစ်လာရင်အဲ့ဒီဆန္ဒကနေတဆင့်ဟိုကြိုးစားအားထုတ်တာပဲအဲ့တော့ဆန္ဒတစ်ခုတည်းနဲ့လည်းပြီးမြောက်သွားတာဆိုတော့မဟုတ်ဘူး तू ကဆန္ဒက तू ဖြစ်လာပြီဆိုရင် तू အဖို့ပါလာကောင်းသောဆန္ဒကကောင်းသောအဖို့ပါလာဆိုတော့ဝိရိယပေါ့ကြိုးစားအားထုတ်ကောင်းသောဆန္ဒကဖြစ်လာပြီကောင်းသောကောင်းသောဆန္ဒဖြစ်လာပြီဆိုရင်ကောင်းသောအဖို့လို့ 考了，布里亚不？刚到布里亚，就上阿托姆的皮博了。大家看，上达边边来耶？上达哪个布里亚的来的？布里的皮坚呢？哎呀，皮坚是得是阿吉拉皮，所以，哦，老呀，改呀，马古没照到。你背皮皮，伢背皮皮，老爷改爷的打的死了。皮坚呢？上达不？皮坚呢？上达阿迪布的打的都考。 သန္တာတိပတိသန္တသံပြုတ်တကနာဓမ္မနာတန်သမုဌာနာနိစာရူပနာအဓိပတိပစ္စေယနာပစ္စေယောလို့ပဋ္ဌံတရားတော်မှာခေါ်ထားဖြည့်ချင်တဲ့သန္တာအာကြီးဖို့ပြင်းထန်ဖို့ထက်သန်ဖို့အရေးကြီးတယ်ဖြည့်ချင်တဲ့သန္တာအာကြီးထက်သန်တယ်ဆိုရင်အကောင်းဖြည့်ချင်လဲကောင်းအောင်ပြီးမြောက်အောင်လုပ်နိုင်အဆိုးဖြည့်ချင်လဲပဲကောင်းအောင်ပြီးအဆိုးအောင်ပြီးမြောက်အောင်လုပ်နိုင်တယ်သူကအဲ့ဒါအဓိပတိရဲ့သဘောတရားဟာ ဒါကြောင့်မို့ဘုန်းကြီးတို့တွေတန်တရားခီးသွားတဲ့ကမှာခုနအကောင်းကိုလူချင်တာဖြစ်တဲ့အတွက်ကြောင့်ကောင်းသောဆန္ဒကိုမွေးမြူပြီးလှုပ်တဲ့နာကိုလှုပ်အပ်မှာဖြစ်ပါတယ်။အဲ့ဒီဆန္ဒရှိရင်အလုတ်ကဝိရိယနဲ့လိုက်ပေးတယ်။ those ဆန္ဒစီဆန္ဒကိုအဖို့ပြုရင်မပြီးနိုင်တဲ့အရာမရှိဘူးလို့ဘုရားကဒီလိုဟောတယ်။ဆန္ဒတစ်ခုတည်းလားမဟုတ်ဘူး။ဆန္ဒရှိလာရင် ဲ့ဒီဆန္ဒနောက်ကိုဝိရိယကအလိုလိုလိုက်တာတမ္မာဆန္ဒတမ္မာဝိရိယပေါ့။ဒါဘုရားကတမ္မာအရဒံသဗ္ဗတံတမ္ပတိနံမူလံဟောတိလို့ခေါ်တယ်။ကောင်းသောဆန္ဒကနေတဆင့်ကောင်းသောကြိုးစားအားထုတ်မှုဝိရိယရှိရင်မိမိတို့လိုချင်တဲ့တမ္ပတိပြည့်စုံမှုပေါ့။ဘဝဟာဘုဒ္ဓရှင်တွေလူသားတွေ ြည့်စုံခြင်းတဲ့ဆန္ဒအသေးသေးရှိအဲ့ဒီပြည့်စုံခြင်းတဲ့ဆန္ဒကိုခံခံမြဲမြဲဆုပ်ကန်ပြီးပြီးမြောက်အောင်ဘယ်လိုလုပ်မလဲဘာလုပ်သင့်တယ်လဲညံနဲ့ခွဲခြားဝေဖန်မှာဖြစ်ပါအဲကိုလုပ်တဲ့အလုပ်ကညံမပါဘဲနဲ့သူများပြောတန်းလျှောက်လုပ်နေရင်ကောင်းရင်တော့ဟုတ်ပါကောင်းရင်တော့တော်တယ် မကောင်းတဲ့အလုပ်ကိုကိုကသွားလုပ်မိမယ်ဆိုရင်ကိုလူချင်းတဲ့ဒုက္ခကိုဘယ်တော့မှရမရဘူး။ဒါကြောင့်မို့ဆန္ဒလည်းရှိရပြင်းပြရမယ်ထက်တန်ရမယ်။ဆန္ဒနောက်ကိုဝိရိယကလည်းပဲထက်ထက်တန်တန်လိုက်ရမယ်။အဲအဲ့ဒီဆန္ဒနဲ့ဝိရိယရှေ့မှာဘာရှိရမလဲဆိုတော့အမှန်အမှန်ကိုဝေဖန်ခွဲခြားသိမြင်နိုင်တဲ့ဉာဏ်ပညာရှိဖို့လိုတယ်။ ဉာဏ်ပညာရှိမှလည်းပဲအမှန်အမှန်ကို ခွဲခြားသိမြင်နိုင်တယ်။အော်ဉာဏ်ပညာဆိုတာဘုရင်တို့ရရှိထားတဲ့ဘွဲ့တွေစာမှုပဲအောင်တာတွေအဲ့ဒါဉာဏ်ပညာမခေါ်သေးဘူး။ဉာဏ်ပညာအစစ်အမှန်ကကိုလုတဲ့အလုတ်ကဒါမှန်းတဲ့အလုတ်ဒါမှန်းတဲ့အလုတ်လို့ကွဲပြဲကွဲကွဲပြားပြားချာချာနာနာသိတဲ့အသိကိုဉာဏ်ပညာလို့ခေါ်တယ်။အဲ့ဒီဉာဏ်ပညာအရေးကြီးတယ် လောကမှာညံမဥစည်းဘူးဆိုရင် အမှားအယွင်းတွေများအခုနဖရာအလောင်းကိုပဲကြည့်ပါဖရာအလောင်းကလုတ်တဲ့လုတ်ကန်ဆောင်ရွက်တဲ့ကိစ္စမှန်သမျှညံဥစည်းထားတဲ့အတွက်ကြောင့်သူတို့စုဆောင်ထားတဲ့ဥစ္စာဒဏ္ဍတွေကိုထောင်မှအပြည့်ပန်ဆွလွရဲတယ်ပြောမှပေါ့များလို့ပို့နေလို့မဟုတ်ဘူးဧကတတကပုံနာဒါဖရာအလောင်းမဟုတ်ဘူးသူတော်ကောင်း အရှင်မကသပအလောင်းသူ့မှာလင်မယားနှစ်ယောက်လို့ပေါင်းမှချုပ်တဲ့ကိုနဲ့တပည့်ပေါ့တထက်ပဲရှိတယ်အိန္ဒိယရဲ့ထုံးစံကအဲ့ဒီချုပ်တဲ့ချုပ်လွှာပေါ့ချုပ်ပွားပဲအဲ့ဒီချုပ်လွှာချုပ်ပွားမပါရင်အပြစ်မထွက်ဘူးပြစ်မထွက်ရွယ်ဘူးကဲ့ရည်ကြတယ်သူကအဲ့ဒါကြောင့်မို့အပြင်အဲ့ဒီချုပ်လွှာလေးပါမှလူချသူချသွားလို့ရတယ် အဲဧကတောတကပုံနာကလင်မယားနှံရလို့ပေါင်းမှ ချုပ်လွှားတလှတဲ့ရှိတယ်တထဲနဲ့ရှိတယ်။ဒီနေ့တရားသွားနာရင်နဲ့အသိဉာဏ်ကြီးသူ့ပွားလာတယ်။ဟောဘဝရဲ့ရည်တည်မှုမှာ तू ကစဉ်းစားကိုစဉ်းစားမလို့ဘူး तू တထဲနဲ့ရှိတာ။နောက်တရားနာရင်နဲ့သဘောပေါက်လာတယ်။ဟောဘဝရည်တည်တယ်ဆိုရင် အခြေခံကုသိုလ်အင်အားနည်းနေရင်ဘဝကမပြည့်စုံနိုင်ဘူးဘလောက်ပဲကြိုးစားကြိုးစားဟောအခြေခံကုသိုလ်အင်အားအထောက်ပံ့နည်းတဲ့အခါမှာဘဝပြည့်စုံမှုမလွယ်ဘူးဆိုတော့သဘောပေါက်တယ်သဘောပေါက်လာတဲ့အပြင်အဲ့လိုသဘောပေါက်လာတော့ဖယားကိုကြည်ညိုပြီးတခုခုလူကျင်တဲ့လှူကျင်တဲ့စိတ်ပေါ့ တမျိုးမျိုးတစ်ခုခုလှူရင်လည်းစိတ်ဖြစ်ပေါ်လာတရားနာရင်လည်းဖြစ်ပေါ်လာဘာလှူမလဲလို့တွေးလိုက်တဲ့အခါမှာလှူစရာတခြားဘာမှမရှိဘူးသူ့မှာပါလာတဲ့ချုပ်ဘဝချုပ်လွှာတစ်ခုပဲရှိပထမတော့လှူမယ်တော့စဉ်းစားတို့လင်မယားနှစ်ယောက်လုံးပေါင်းမှချုပ်လွှာတစ်ခုတည်းရှိတယ်ဒီလိုဆိုရင်အပြင်ကိုအတူတကွသွားလို့မရဘူး အပြင်ထွက်လို့မရတော့ဘူးခုလင်မယားနှစ်ယောက်ပေါင်းတော့တထက်ရှိတဲ့တထက်ရှိတော့အလှက်ကျသွားလို့ရတယ်ဒီတထက်ဟိုလှူလဲရင်အလှက်ကျလည်းသွားလို့မရတော့ဘူးပြင်ထွက်လို့မရအဲ့ဒီမှာမပုတ်ပြီးတော့နေရတော့မယ်အဲ့လိုပြန်တွေးပြီးတော့မလှူဖြစ်ပြန်ဘူးပထမတစ်ချီတွေးလိုက်တယ်တော့တရားနိုင်နိုင်နိုင်နဲ့ဒီလိုပဲလှူခြင်းနဲ့ဆန္ဒပေါ်လာအဲ့ဒီဆန္ဒလည်းပဲပြက်သွားတယ် ထွေးတယ်လောဘကဝင်ဖြက်တော့စန္ဒပြက်တယ်လူချင်းနဲ့စန္ဒနောက်ဆုံးအကျင့်ကြတော့ဘာဖြစ်ဖြစ်သေပဲသေသေရှင်ပဲရှင်ရှင်ငါလှူမယ်ဆိုအဲ့ဒါကိုထုတ်လှူလိုက်တယ်ထုတ်လှူလိုက်တယ်ဒါကုသိုလ်ကိုလူချင်းနဲ့ဘဝကြီးပွားခြင်းနဲ့စန္ဒကုသိုလ်ရှိမှကြီးပွားမှာကိုအဲ့ဒီစန္ဒကိုအဲ့ဒီစန္ဒရှိတဲ့အတွက်ကြောင့်ဟောလင်မယားနှစ်ယောက်လို့ပေါင်းမှ တထဲတည်းသာရှိတဲ့ချုပ်ဘွားကိုလှူဒန်းနိုင်လိုက်တယ်အဲ့ဒါဘာကြောင့်လဲအဓိပတိလှူခြင်းနဲ့ဆန္ဒအားကြီးလို့အဲ့လိုအားကြီးတဲ့အတွက်ကြောင့်နှမျောခြင်းတူတူတူခြင်းဆိုတဲ့လောဘတရားတွေဒေါသတရားတွေအကုန်လုံးရှင်းလင်းထုတ်နိုင်တယ်လူခြင်းနဲ့ချုပ်ဘွားချုပ်လွှားကိုတတ်မဲ့တဲ့လောဘအဲ့ဒီလောဘကိုခုနလူခြင်းနဲ့ဆန္ဒက ကုသလိသန္တကဖယ်ထုတ်လိုက်တယ်။သွားမင်းမရှိနေငါဘာမှလုပ်လို့မရဘူး။ကုသမလုပ်ဖြစ်နိုင်ဘူး။ကုသမလုပ်ဖြစ်ဘူးပေါ့။အဲ့လိုရှင်းထုတ်နိုင်လိုက်တဲ့အတွက်ကြောင့်ဩဒါနဆိုတဲ့ကုသတရားကြီးအောင်မြင်အောင်မြင်မြင်လှုပ်ဆောင်နိုင်သွားတယ်။အဲ့တော့ဒီတော့အဲ့ဒါလေးကိုနမူနာယူပြီးဘုန်းကြီးတို့လုပ်ငန်းခွင်လုပ်တဲ့အခါမှာဘဝကိုတကယ်အကျိုးပြုတာကကောင်းသောလှုပ်ဆောင်ချက်တွေပဲ။ ဲ့ဒီကောင်းသောလှုပ်ဆောင်ချက်ကိုလုပ်မယ်ဆိုရင်ခုနကောင်းသောလှုပ်ဆောင်ချက်ကိုလှုပ်ဆောင်လို့တဲ့ကုသလီဆန္ဒကုသိုလ်နဲ့တွဲနေတဲ့ဆန္ဒအာကြီးရမှာဖြစ်ပါတယ်ကုသိုလ်နဲ့တွဲနေတဲ့ဆန္ဒအာမကြီးဘူးဆိုရင်ဈာတဲ့မှာလောဘအနှောက်အယှက် တွေဒေါသအနှောက်အယှက် တွေဝင်လာရင်ပြက်သွားတယ် ခုနဧကတရကပုဏပထမလူကျင်တဲ့လောဘဝင်လာတော့ချက်ချင်းမလုံးနိုင်ဘူးအဲ့လိုချက်ချင်းမလုံးနိုင်နောက်နှစ်ကြိမ်သုံးကြိမ်အဲ့ဒီလောဘတွေကိုရှင်းထုတ်ပြီးမှသာလေသူလူကျင်တဲ့ဒါနကိုသူပြုတ်နိုင်တယ်အဲ့တော့အဲ့ဒါကိုနမူနာယူပြီးဘုန်းကြီးတွေဘဝခကြီးလျှောက်လှမ်းတဲ့ခါမှာဆံရဆံရလုပ်ငန်းတွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်အဲ့လှုပ်ဆောင်တဲ့အခါမှာစိတ်ထားမှုမြန့်ရင် မိမိနှိမ့်စင်လုံနေတဲ့အလုပ်လည်းပဲဒါကုသိုလ်အလုပ်ပါပဲအဲ့ဒီကုသိုလ်အလုပ်ကိုလုပ်တဲ့အခါမှာခုနပြောတဲ့လောဘဆိုတဲ့အနှောက်ရှက်တွေဒေါသဆိုတဲ့အနှောက်ရှက်တွေဝင်လာတာအဲ့ဝင်လာတဲ့ဒေါသလောဘအနှောက်ရှက်တွေဒေါသအနှောက်ရှက်တွေဒါကဟိုလာနှောက်ရှက်တာပဲလို့သိပြီးရင်ဟောမိမိဖြစ်ချင်တဲ့ဆန္ဒဖြစ်အောင်ကုသလေးဆန္ဒပေါ့မိမိလိုချင်တဲ့ကောင်းသော လှုပ်ဆောင်ချက်ပြမြအောင်မြအောင်အဲ့ဒီလောဘဒေါသတွေကိုရှင်းလင်းထုတ်ရမှာဖြစ်ပါလေအဲ့လိုရှင်းလင်းထုတ်နိုင်မှသာလင်မိမိလိုချင်တဲ့အကောင်းကိုရမှာဖြစ်ပါလေယနေ့အလှရှင်များဗာမေပြီပုတုဇဉ်ဖြစ်တဲ့အတွက်ကြောင့်မိမိတို့စုဆောင်ရှာဖွေထားတဲ့ပစ္စည်းတွေအပေါ်မှာ လူချင်းတွေ့တာလေလောဘရှိတာကြီးပဲအဲ့ဒီလောဘကိုခုနကကုသလိဆန္ဒကောင်းသော အလုပ်ကိုလှုပ်ဆောင်ခြင်းတဲ့ စံတနဲ့ရှင်းထုတ်လိုက်တဲ့အခါမှာအခုလိုသာသနာတွင် ကုသိုလ်ဒုကြီးကို စီးပူးနိုင်ကြတာဖြစ်ပါတယ်။လောဘကိုဒေါသတွေရှင်းထုတ်ပြီးခုလိုသာသနာပြုကုသိုလ်ဒုကြီးကို စီးပူးပြုလို့အားထုတ်နိုင်လိုက်တဲ့အတွက်ကြောင့်လူရှင်များရဲ့စိတ်အစဉ်ထဲမှာကုသိုလ်ဆိုတဲ့ဖြူစင်သန့်ရှင်းသောတဘာဝတရားတွေကိုအတိအတိရရှိလာပြီးဖြစ်ပါတယ်။ ရရှိလာတဲ့ကုသိုလ်ရဲ့ကုသလိဆန္ဒကောင်းသောဆန္ဒကြောင့်ကုသိုလ်ဆန္ဒကြောင့်လူရှင်များအားလို့အန္တရာယ်ကင်းပြီးရှင်ပြီးကောင်းကျိုးချမ်းသာအပြားပြားတို့ကို အသည်အသည်ရရှိသုံးဆောင်ခံစားနိုင်ကြစေကုန်တည်းကဲဒီချာချာရအောင်အားလုံးလက်ဆုမယ် 伊达咪波尼亚，奈巴纳达，皮塞奥，霍杜，伊卡穆迪，奈班尤焦，吉巴欧米焦，昌达焦，阿达邦卡奥，皮巴西，伊马波尼亚巴冈，塔巴塔达纳，布马。 ယနေ့ယခုပြုပြုသမြကုသလဤအဖို့ဘာကအဝဝကိုကျေစုကြည်မာမိဘဘိုးဘွားဆရာသမားများကိုအစထား၍ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ရခွဲဆောင်နဲ့မြို့ရဆောင်နဲ့အပါအဝင် 32ဘုံကျင်လေကုန်သောအာလုံးသောတတ္တဝတုအားအမျှပေးဝေကြပါကုန်၏အမျှရာကြ၍ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအမျှဝေကြရအောင်အာလုံးကြာကြသမျှအမျှအမျှ မြယူတော်မူကြပါကုန်လောတာတုတာတုတာတုအာလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောတာတုတာတုတာတုအာလုံးကြာကြာသမျှအမျှ အမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓု